အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဆောင်းစတော်ဘဲပြုတ်လေးကိုပေါ့နော်အညောင်းဖောင်းပြီးတော့ပေါင်းပြပါတော့ဆောင်းစတော်ဘဲပြုတ်လေးတွေကိုရေစိမ့်တန်းဆင်းပြီးတော့6နာရီတုန်းဟောတညသိအဲရေစိမ့်ထားပါမယ်ပေါ့နော်ရေစိမ့်ပြီးတဲ့နောက်မှာတော့စကားနဲ့စစ်ပြီးတော့ဝိစာပါလေးနဲ့အုတ်ထားကတောင်းကြတော့မဟုတ်ကိုလိုချင်တဲ့ညောင်းရတဲ့ထိအညောင်းဖောင်းလို့ရတယ်ပေါ့နော်ဒီမှာ သုံးရတော်တွင်မှာပေါ်ကနေပြီးတော့ရေလေးနဲ့ဖြန်းဖြန်းပေးရပါတယ်ပေါ့နော်ဒီမချောက်တော့အောင်လို့လေရေလေးနဲ့ဖြန်းဖြန်းပေးရပါတယ်ရှင်ခလိုချင်တဲ့ညောင်းလေးရပြီဆိုလို့ရှင်ရတော့ဒီဖြမင်းပေါင်းနဲ့ပေါ့နော်အလွယ်ကူပေါင်းလို့ရပါတယ်ပေါင်းနဲ့မှကျွန်တော်ဒီဖြမင်းကိုဖယ်ပြီးတော့ဒီပဲပြုံးလေးလေးကိုပေါ့နော်ထည့်လိုက်ပါတယ်ပဲလေးလေးကိုထည့်ပြီးရအောင်ကျွန်တော်တင်ရခဲ့နှစ်ခုနှလုံးခွဲကိုပေါ့နော် အကကြီးလေးနဲ့ညက်ပြီးတော့ဘယ်လိုထဲတယ်ပြီးရင်ဒီပြီးရင်အယောင်တွေပဲပြရည်သူမကြာညိုးပေါ့နော်အဲ့လိုမျိုးလေးရခြင်းလို့ထဲတယ်ပေါ့နော်နင်းလာလို့ခြင်းနင်းလာထဲနေနေလို့ခြင်းနင်းနေထဲပေါ့နော်ပြီးတော့ဒီနေရာမှာကျွန်မ CEO လည်းနှစ်စုံပေါ့နော်ကိုပြရတာတဲ့ဇုံလေးနဲ့နှစ်စုံပါထဲတယ်ပြီးရင်စော်တာလေးလည်းမမင်းနေအောင်ပေါ့နော်စော်တာလေးလည်းနင်းနေငင်ထဲပါတယ်အဲ့နောက်မှာတော့နောက်ဆုံးလေးနဲ့ရေလေးကိုပဲလေးတွေညက်သွားတဲ့အထိရေလေးကိုထဲတယ်ပေါ့နော် ြီးတော့အားလုံးကိုတမအောင်ဆုံးလေးနဲ့ဒါလေးမိုးပြလိုက်ပါတယ်အချိုးကြိုက်တဲ့သူရှိတယ်ဆိုလို့ရှိရင်လည်းတခြားသူမျိုးအချိုးမပေါ်တော့အဲ့ဒါလေးကိုငယ်ငယ်ထည့်လို့ရပါလိမ့်ရှင်ကျွန်တော်လည်းဒီနေရာမှာမတုံးထားပါဘူးပေါ့နော်ပြောရတဲ့အမှားတော့ကျမကတော့တမင်ပေါင်းလေးနဲ့ပေါင်းတမင်ဟိုတဲ့အတိုင်းပဲပုံမှန်အတိုင်းလေးပဲ တည်လိုက်ပါတယ်ပေါ့နော်အဲမှာရပ်ချက်လာတဲ့အနေထားလေးပေါ့နော်အခွန်လေးတွေတော့ပေါ်မှာရှိနေတာကိုမလို့အဲဖယ်လိုက်လို့ရပါတယ်ရှင်ကိုကဲနောက်ဆုံးတော့ရပါရှိရတော့မွေးတယ်ဆိုတော့